ယူကရိန်းနိုင်ငံဟာအမေရိကန်ရဲ့ Trump အစိုးရအဖွဲ့နဲ့ Twin Threat သဘောဝတရားစာတမ်းနဲ့သက်ဆိုင်တဲ့စာချုပ်တစ်ခုကိုဧပြီ30ရက်နေ့ဝါရှင်တန်မှာသဘောတူလက်မှတ်ရေးထိုးလိုက်ပြီးဖြစ်ပါတယ်။ပုတ်ရဟမင်းကြီးရဲ့ဇာပနာအခမ်းအနားကိုသမ္မတဒေါ်နယ်ထရန့်နဲ့ယူကရိန်းသမ္မတဇလန်စကီတို့လည်းတက်ရောက်ခဲ့ကာဆွေးနွေးမှုတွေဖြစ်မြောက်ခဲ့လို့သိရပါတယ်။ဆွေးနွေးမှုရဲ့ရလဒ်အဖြစ်2025နှစ်လပိုင်းကနိုင်ငံခေါင်းဆောင်အုပ်တွေ့ဆုံစဉ်လက်မှတ်ရေးထိုးရန်စီစဉ်ထားပြီးမဖြစ်မြောက်ခဲ့သော ယူကရိန်းစစ်ပွဲအတွက်အမေရိကန်မှထောက်ပံ့ပေးထားသောဆက်လက်နက်ပစ္စည်းများအတွက်ပြန်လည်ပေးချေမှုအဖြစ်တွင်းထွက်သဘာဝတရားသာတာအပိယူစာချုပ်ကိုအချက်လက်များပြန်လည်ပြင်ဆင်ညှိနှိုင်းကသဘောတူညီမှုစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်။စာချုပ်ပါသဘောတူညီမှုအရာရခင်ကသမရဒေါ်နာထက်မကြာခဏပြောဆိုခဲ့ပြီးသောဆက်လက်နက်ပစ္စည်းများအတွက်အမေရိကန်ဒေါ်လာ195ဘီလီယံတန်ဘူးပြန်လည်ပေးချေရမည်ဟုသောအချက်သည်ယခုစာချုပ်၌လောလောဆယ်မပါဝင်သေးပေအမေရိကန်အနေနဲ့လေကြောင်းကကွယ်ရေးနှင့်အကူအညီသမားများကို ပြန်လည်ထောက်ပံ့ပေးရမည်ဟုပါဝင်ပါတယ်။သဘောတူညီမှုတဲ့တွင်အမေရိကန်မှနိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအဖွဲ့အစည်းနှင့်ယူကရိန်းမှအစိုးရနှင့်အရပ်ပူးပေါင်းအဖွဲ့များမှရမုံငွေမှဒီကအစိုးရမှတင်နာခေါ်ယူသော ရေနံ gas နှင့်မြေရှားသတ္တုများတူဖော်ခြင်းကဲ့သို့သော project များကိုအများနည်းတူလေလံဆွဲကလက်ကွက်ရရှိပြီးရရှိလာသောအကျိုးမြတ်ကိုတယောက်တော့ပဲခွဲဝေယူရမည်ဟုသောအချက်များပါဝင်ပါတယ်။ယခုသဘောတူညီမှုစာချုပ်သည် ယူကရိန်း၏လုံခြုံရေးနှင့်သက်ဆိုင်သောသဘောတူညီချက်မဟုတ်ဘဲစီးပွားရေးသဘောတူညီမှုသာဖြစ်သည်ဟုသောအချက်ကိုယူကရိန်းစီးပွားရေးဝန်ကြီးမှယခင် Twitter မှ အမည်ပြောင်းထားသော X မှရေးသားထားပါသည်။ယခုစာချုပ်ကသဘောတူညီမှုအချက်လက်များသည်ယူကရိန်းနှင့်ဥရောပနိုင်ငံအဖွဲ့အစည်းများ2021ကချုပ်ဆိုထားသောစာချုပ်များနှင့်ပတ်သက်ထိခိုက်ခြင်းမရှိဘူးလို့သိရပါသည်။ရုရှားနှင့်ယူကရိန်းတို့ငြင်းငြင်းရသည့်နေ့တစ်ပိုင်းနှင့်ယူကရိန်းနိုင်ငံ၏ပြည်내တိဆောက်ရေးနှင့်ကာကွယ်ရေးလုပ်ငန်းများတွင် အမေရိကန်မှာယင်းနည်းမြုပ်နှံမည်ဟုစာချုပ်ထဲတွင်ပါဝင်ပါတယ်။ယခုသဘောတူညီမှုစာချုပ်ဒီအပြည့်အဝပြည့်မြောက်တယ်မဟုတ်ဘဲယူကရိန်းနိုင်ငံပါလီမန်သဘောတူညီမှုကိုဆက်လက်ယူရအောင်မှဖြစ်ပါတယ်။ရုရှားဘက်မှာယခုအချိန်ထိတုံ့ပြန်မှုတစုံတရာမရှိသေးကြဘူးလို့သိရှိရပါတယ်။